ရာတန်းရှင်များကြီးရတဲ့ဒါခရင်နာဆိုဘကိုးဆိုလို့ရှိရင်လည်းအဲအရင်အပင်မခံနေရဆိုတော့အဲသူ့အတွက်လည်းအဲသူရည်ရွယ်တဲ့နေရာဒါမှမဟုတ်လည်းအဲ့ဒါနဲ့အနီးဆက်ဆုံးနေရာလေးတစ်ခုလောက်တော့သူ့ကိုလည်းရရှိချင်ပါတယ် င်နောင်ရှိသည်ဖြစ်စေအိမ်နောင်ကွဲသွားသည်ဖြစ်စေသူတို့ဘဝကိုသူတို့အကောင်းဆုံး handle လုပ်ပြီးတော့အတောက်ပဆုံးနဲ့စူးစမ်းတိဆောက်ပြီးတော့ရှင်သန်နေကြတယ်ဖြတ်တန်းနေကြတယ်အဲအဲ့ဒီအတွက်သူတို့ဟာဘာမှခွဲခြားဆက်ဆံမှုဟိုမလိုအပ်ဘူးအဲဘသူရသွားရသွားဒီ35ရောက်လုံးမှာတရဖူရဖို့မထိုက်တန်တဲ့သူဆိုတာမရှိပါဘူးဘဝအတွက်တော့သူတို့ကဘယင်မတစ်ပါးဖြစ်ဖို့အကုန်လုံးထိုက်တန်ပါတယ်လို့ပြောချင်ပါတယ်ဟုတ် ဒီနေ့ကတော့ဒါကိုစင်ပေါ်မှာရှိခဲ့တဲ့အချိန်တစ်နှစ်ပြည့်သွားတဲ့နေ့ဆိုတော့အဲရင်းရေကုန်တန်လေးလည်းအဟောင်းလေးအသစ်ပြန်ဖြစ်တာပေါ့နော်ပြီးတော့လည်းအခုဒီနှစ်မှာအရန်စူးစမ်းနေကြတဲ့ကလေးတွေအတွက်လည်းရင်းခုန်ပါတယ်ဟုတ်အာဒီနှစ်ပွဲမှာတော့ပြိုင်ပွဲဝင်တွေအားလုံးကဖန်နဲ့ညှတယ်လို့ပြောလို့ရတယ်ပေါ့နော်အဲအဟောင်းလေးရောအသစ်တွေရောဖန်အားညှကြတယ်အခုဆိုပွဲနီးလာလေးလေးအာဘသူက အာဖန်အားတောင်းတောင်းနဲ့သူပဲရမယ်ဆိုတာမျိုးကြီးအဲအရန်ကြီးဟော့တာမျိုးမရှိပဲနဲ့အကုန်လုံးက level လေးတွေသွားနေတဲ့အခါကျပွဲကြည့်ရတာတော့ပို့ပြီးတော့အဲအားရကျေနပ်ဖို့ကောင်းမှာပေါ့နော်ကြည့်ရရတာလေးတော့တမျိုးဖြစ်မှာပေါ့နော်အဲ့တော့အဲဒီ media attention များကြီးရတဲ့ဒါအခင်နာဆိုးပကိုးဆိုလို့ရှိရင်လဲအာဒါသူ့ရဲ့စူးစားအထုတ်မှုအခုဒီပွဲတခြားမှာကိုရီမြင်ရတော့ဆိုလဲတော်တော်လေးကိုစူးစားအထုတ်ပြီးဒီပေါ်မှာဖြစ်ချင်တဲ့စိတ်ယူသွတ်တဲ့စိတ်နဲ့ အရန်အပင်မခံနေရဆိုတော့အဲသူ့အတွက်လဲအဲသူရည်ရွယ်တဲ့နေရာဒါမှမဟုတ်လဲအဲ့ဒါနဲ့အနီးဆက်ဆုံးနေရာလေးတစ်ခုလောက်တော့သူ့ကိုလည်းရရှိချင်ပါတယ်သူ့အရင်မှမဟုတ်ဘူးပြိုင်ပွဲဝင်35ရောက်လုံးသူတို့စူးစမ်းထုတ်မှုနဲ့ထိုက်တန်တဲ့နေရာလေးတော့ရရှိချင်ပါတယ်အာခခင်းအပေါ်တည်ရတာတော့ဒီပွဲရဲ့ကာလတစ်လျှောက်လုံးမှာရောပြီးလို့ရှိရင်ပွဲမတိုင်ခင် rehearsal တိုက်နေရတယ်ရောကိုလည်းဒါ hot ဖြစ်တဲ့ပြိုင်ပွဲဝင်နေတဲ့ကသူတယောက်ဆိုတော့သတိထားပြီးကြည့်ပြီးတော့ rehearsal တွေတိုက်တာအစားသူ့မှာ energy အပြည့်နဲ့ အခောက်ပေါင်းများများစွာတိုက်လဲတခါမှတစ်ချက်မှမလျှော့သွားဘူးเนาะဒါကိုကြည့်ချင်းအပြည့်ဒီပွဲပေါ်မှာ तू ဘယ်လောက်ထိမျောလင့်ထားရလဲ तू ဘယ်လောက်ထိမျောမှန်းထားရလဲ तू ဘယ်လောက်ထိအားဆိုင်ထုတ်ပြီးဘယ်လောက်ထိဒီအရာကိုလိုချင်မမောတယ်လဲဆိုတာတော့ကျမတို့ကြည့်ပြီးတော့ခန်းစားရတာဆိုတော့လေအာသူ့ကိုလည်း तू စူးစမ်းထုတ်မှုနဲ့ထိုက်တန်တဲ့ဟာလေးတခုခုတော့ရာသွားစေချင်တယ်။ तू အိမ်ပြန်တဲ့အချိန်မှာအပြုံးလေးနဲ့ပြန်သွားစေချင်တာပေါ့နော်။အော်ဒါ အိမ်တော်ကွဲသွားတဲ့အမျိုးသမီးတွေအပေါ်မှာတော့ဒါကျမတို့ရဲ့လူမှုပတ်ဝန်းကျင်ကအမြင်မပွင့်လင်းသေးတဲ့အခါမှာနည်းနည်းလေးဒီမျိုးသမီးတွေအပေါ်မှာခွဲခြားဆက်ဆံတာအမြင်လေးတွေတမျိုးမြင်ကြတာရှိကောင်ရှိရှိနေတော့မဲပေါ့နော်ဒါပေမဲ့လည်းဒီမျိုးသမီးလေးတွေကအိမ်အောင်ရှိသည်ဖြစ်စေအိမ်အောင်ကွဲသွားသည်ဖြစ်စေသူတို့ဘဝကိုသူတို့အကောင်းဆုံး handle လုပ်ပြီးတော့အတောက်ပဆုံးနဲ့စူးစမ်းတိဆောက်ပြီးတော့ရှင်သန်နေကြတယ်ဖျက်သန်းနေကြတယ်အဲအဲ့ဒီအတွက်သူတို့ဟာဘာမှခွဲခြားဆက်ဆံမှု ဟိုမလိုအပ်ဘူးခွဲခြားဆက်ဆံတာတွေခံရမဲ့သူမျိုးတွေလည်းမဟုတ်ပါဘူးအဲ့တော့အဲပတ်ဝန်းကျင်နေနဲ့လည်းပေါ့နော်သူတို့မှာအဲကံမကောင်အကြောင်းမလှလို့အကြောင်းကိစ္စတစ်ခုခုကြောင့်အဲသဘောထားမတိုက်ဆိုင်လို့ဒါမှမဟုတ်သူတို့ဘဝအရန်ပင်ပန်းလာလို့ဒီလိုအခြေအနေကြောင့်အိမ်အောင်ကွဲကြတဲ့အပေါ်မှာလည်းအဲဒီအိမ်အောင်ရှင်နေအပေါ်မှာပေါ့နော်မျိုးသားကိုဖြစ်စေမျိုးသမီးကိုဖြစ်စေဒါဟိုကိုပတ်ဝန်းကျင်နေက တကယ်တော့သူတို့သူတို့ကိစ္စနဲ့ကိုယ်ကိစ္စနဲ့ဘာမှတော့မဆိုင်ဘူးအဲ့တော့အရန်ကြီးဝေဖန်တာတိုက်ခိုက်တာထဲထဲဝင်ဝင်ပြောဆိုတာမျိုးလေးတွေမလုပ်ဖို့လဲပေါ့နော်တန်တန်လောက်တော့မြစ်တာရက်ခန့်ကျင်တယ်သူတို့ဘဝသူတို့အကြောင်းသူတို့ကိစ္စမှာသူတို့အဆင်ပြေလို့သူတို့ဒီလိုလုံးမှပျော်ရွှင်လိမ့်မယ်ဒီလိုလုံးမှသူတို့ဘဝရှေ့ဆက်ပြီးတော့အေးချမ်းရှောင်လန်းနိုင်မယ်လို့ယုံကြည်လို့ဒီဆုံးဖြတ်ချက်တွေချကြတာဆိုတော့သူတို့အတွက်လည်းလွဲကူနေမှာမဟုတ်တာဖြစ်တဲ့အတွက်အဲသူတို့တန်တန်လောက်တော့ကျွန်တော်တို့ဖိမပေးဖို့လိုအပ်ပါတယ် I've been alone ီအလှမဲ့ပြိုင်ပွဲတွေမှာလည်းအဘသူတော့ဖြစ်စေခြင်းနဲ့ဘသူရသွားရင်တော့လက်မခံဘူးဘသူဆိုရင်တော့မဖြစ်သင့်ဘူးဆိုတာမျိုးလေးတွေဒါပရိသတ်ဘက်ကနေလဲအများကြီးပြောကြဆိုကြတာတွေတွေ့မိပါတယ်ပရိသတ်ကလည်းပရိသတ်ရဲ့အခန်းကဏ္ဍအနေသူတို့မြင်ကျင်တဲ့အလှမဲ့ရဲ့ခေါင်းပေါ်ကတရဖူကိုပဲတွေ့ကျင်ကြတာပေါ့နော်ဆိုတော့အဲဘသူရသွားရသွားဒီ35ယောက်လုံးမှာတရဖူရဖို့မထိုက်တန်တဲ့သူဆိုတာမရှိပါဘူး အဲပြီးတော့အမျိုးသမီးလေးတွေတိုင်းဟာလည်းအဲ beauty queen တယောက်ဖြစ်လာဖို့ဒါမှမဟုတ်သူတို့ရဲ့ဘဝအတွက်တော့သူတို့ဟာဘယင်မတစ်ပါးဖြစ်ဖို့အကုန်လုံးထိုက်တန်ပါတယ်လို့ပြောချင်ပါတယ်ဟုတ်အာဒီနေ့ final မှာတော့ဒါအရင်နှစ်ရဲ့ဒါ former top 6အနေနဲ့ကျမတို့ဒါ final workshop ကြမယ်ပြီးလို့ရှိရင်တော့ကိုယ့်ရဲ့ third runner at rank 2တဲ့အဲအခုဒီနှစ်ရဲ့ဂျူနီယာလေးကိုဒါကျမတို့ဆွလွယ်နဲ့စုတွေပေးရချိမြင့်မယ်ကျွန်တော်တော့အလှမယ်လေး35ရောက်လုံး ကိုအားပေးမယ်သူတို့တက်ဆူတောင်းပေးမယ်ဆရာအောင်မှာသူတို့နဲ့အတူတူရှိနေမယ်ဆင်နောက်မှာလည်းသူတို့နဲ့အတူတူရှိနေပါမယ်။ကဲအလားမဲ့လေးတွေအားလုံး35ရောက်လုံး fighting ပါလို့မတော့35ရောက်လုံးကိုညီတူညီမျှအားပေးနေပါတယ်လို့မရသွားရင်လည်းစိတ်မထိခိုက်နဲ့ကိုညံ့လို့မဟုတ်ဘူးကိုကောင်းတဲ့ version တစ်ခုနဲ့ပြန်လာခဲ့လို့ရပါတယ်ကိုရဲ့ပုံစံနဲ့ပွဲရှင်ရဲ့အကြိုက်နဲ့မကြိုက်သေးလို့သာပြီးရင်ကိုရဲ့ကံကအချိန်မကျသေးလို့သာ winner မဖြစ်တာပါလို့ဒါကြောင့်မလို့အဲမရခဲ့ရင်လည်းအားမငယ်နဲ့ ပြန်လာခဲ့အမတို့အမြဲတမ်းကြိုးစိုးနေတယ်တင်ပေးဖို့လိုအပ်ရင်လည်းအချိန်မရွေးအစဉ်သင့်ရှိနေပါတယ်လို့